ဟာလေလုယာဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့နှုတ်ဘတ်တော်စာငတ်နေတာမြင်ရလို့ထုပဲဝမ်းသာတယ်အာမင်ဒီနေ့အသက်တာထဲမှာပျို့လဲစရာအကြောင်းတွေအများကြီးရှိတယ်ကျွန်တော်ဝိညာဉ်ရေးရမှာအိုးကိုင်လုံချင်းအမျိုးမျိုးခံရတယ်ဒါမဲ့အရေးကြီးတာပါလေဝိညာဉ်ပိုင်းဆိုင်ရာမှာခိုင်ခန့်တဲ့စိတ်တစ်ခုသာထားခိုင်ခန့်တဲ့စိတ်ရှိရင်ဘလောက်ပဲတုံလုံချင်းခံရပါစေဘယ်တော့မှမလုပ်ဘူးခိုင်ခန့်တဲ့စိတ်ကတင်းရဲ့တက်တာကို အောင်မြင်ခြင်းပေးသွားမှာဖြစ်တယ်အာမင်ထိုယေရှုခရစ်တော်ကခိုင်ခန့်တဲ့စိတ်နှလုံးရှိတဲ့သူတွေကိုအထူးသဖြင့်ယေရှုပြုနေတာဖြစ်တယ်ခဏလေးဆုတောင်းရအောင်မေတ္တာတော်ရှင်ဘုရားကိုရောကိုယေရှုတင်တယ်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဆင်ခြင်တဲ့အခါတန်ရှင်သောဝိညာဉ်တော်သည်ဖွင့်ပြပါကျွန်တော်ရဲ့အသက်တာထဲမှာဖះရှင်အလင်းပေးပါကျွန်တော်တို့ကိုနှုတ်ကပတ်တော်နဲ့တက်မှတ်ပေးပါမိကြောင်းဆုတောင်းပါတယ်ဝိညာဉ်တော်သည်စောက်မှပါဂျေဇူးပြုတော်မူပါလက်တော်ရဲ့အနန္တ ်တခရရှုနာမ၌ရိုသေစွာဆုတောင်းပြီးဆက်ကပ်ပါれဖဖျာအာမင်အာမင်ဟာလေလုယာဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ခွန်အားယူမယ်ရုတအကြောင်းနည်းနည်းပြောမယ်တရက်တော်နောမိဆိုတဲ့မိခင်ကြီးပေါ့နော်နောမိသူနေတဲ့တိုင်းပြည်ကနေပြီးတော့မှအခြေအနေမကောင်းလို့တခါတယ်မောပပြီးပြေးလာတယ်။ตาနှစ်ယောက်ပါလာတယ် ဒီဘက်မှာနေရင်နဲ့မမျော်လင့်ပဲနဲ့သူ့ရဲ့ယောက်ျားဆုံးသွားတယ်သူ့ယောက်ျားဆုံးသွားတယ်အပိုင်ငယ်၃နောမီခင်မအဲလီမလက်ဒီသေ၍မယားနဲ့သားနှစ်ယောက်ကြာရကြဤယောက်ျားသေသွားတယ်သူတို့သားမီ၃ယောက်ကြံခဲ့အဲ့ဒီမှာနေရင်နဲ့မောဘပြည်သူမိန်းကလေး၂ယောက်အော်ရပါနဲ့ရူတာလို့ခေါ်သူတို့၂ယောက်နဲ့နောမီရဲ့သား၂ယောက်ညားသွားတယ် ညာပြီးတော့နှစ်အတန်ကြာတဲ့အခါမှာအဲ့ဒီသားနှစ်ယောက်သေသွားရောကလေးမရသေးဘူးနော်သားနှစ်ယောက်သေသွားသေသွားတော့အဲ့ဒီအိမ်မှာနောမီလည်းမဟုတ်ဆိုမသားနှစ်ယောက်ရဲ့မယားအော်ရပါနဲ့ရူတာသူတို့လည်းမဟုတ်ဆိုမမဟုတ်ဆိုမသုံးယောက်ကြံခဲ့အဲ့ဒီမှာနေရင်တည့်ရတော့တတိတခုကြားတယ်နောမီကသူထွက်လာတဲ့တိုင်းပြည်နဲ့ပတ်သက်ပြီးတော့အော်ဖယားရှင်ငါတို့ရဲ့တိုင်းပြည်ကိုကြီးစုကြွားလာပြီနော် ဟာဒါကြောင့်မလို့ငါပြန်မယ်ဖခင်ခင်ငါတို့ကိုမဆပြီကျေးဇူးပြုပြီကောင်းကြီးပေးပြီတရင်ကြားတယ်ဒါကြောင့်ငါပြန်မယ်ပြန်မယ်လို့လှုပ်တော့အနောက်မှာချွေးမနှစ်ယောက်ကပါနေပြန်ရောဒါသူမလို့ပြန်မလဲဒီချွေးမနှစ်ယောက်နဲ့ဒါလည်းသူ့အတွက်ပြဿနာချွေးမနှစ်ယောက်ကလည်းဂျူးမဟုတ်ဘူးသူတို့ကမောဘမျိုးချင်းတော့မောဘမျိုးဆိုသူဘလို့လုံးအဲ့ဒါနဲ့ချွေးမနှစ်ယောက်ကိုပြောတယ် နေတော့နှစ်ယောက်လည်းပြန်ကြတော့ငါလည်းငါတိုင်းပြီးပြန်မယ်။ဌာနဲ့ဟိုနှစ်ယောက်ကမပြန်ဘူးဗျ။မပြန်ဘူးတဲ့။လိုက်မယ်။လိုက်မယ်။မပြန်ဘူး။မပြန်ဘူးဆိုတော့တခါထပ်ပြော။နော်မီဟာ။မဟုတ်ဘူးပြန်တော့။အခုချိန်ငါကလေးမွေးလို့ယောက်ျားလေးမွေးလို့နေတော့နဲ့ယူမယ်ဆိုရင်တော့ငါလည်းယောက်ျားသိပြီဘယ်လိုမွေးမလဲ။ဟုတ်လား။ အဲ့ကလေးမွေးတာကိုစောက်နေငါယောက်ျားယူအောင်မှာမွေးတဲ့ကလေးကြီးမာနဲ့နေတော့အိုမာနဲ့မဖြစ်နိုင်ဘူးဒါကြောင့်မလို့ပြန်ကြတော့နေတော့ငယ်သေးတယ်နော်နေတော့ရဲ့မိဘအိမ်နေတော့ရဲ့ဖယားရင်ထံပြန်ပါဖယားရင်လို့ပြောရင်သူတို့ကနှက်ကိုကွယ်တာလေမောဘမိန်းကလေးတွေကအဲ့တော့သူတို့ဖယားစီသူတို့ပြန်ဖို့သူတို့မိဘစီပြန်အဲ့လိုပြောတာဒါနဲ့နှစ်ယောက်ထဲမှာအော်ရပတ်ကတော့ပြန်သွားတယ်ဗျာ မိမိအမျိုးသားရင်ဖယားရင်ရှိရတော့ပြန်လေဤပြန်သွားရောဒါနဲ့ရူတာကြံခဲ့တယ်ရူတာဘာပြောတယ်ထင်လဲမပြန်ဘူးဗျရူတာပြောတဲ့စကားကြီးကြီးလဲလဲပြတ်တယ်နော်ရူတာပြောတာရူတာဝိတုခန်းကြီး1အပိုင်ငယ်16ကျွန်တော်သိတဲ့ဘောကြဓမ္မရူတာကကြမသည်ကိုတော်ကိုမစွန့်ပြရစေနဲ့ နောက်တော်တို့မလိုက်ပဲပြန်သွားစေခြင်းကမပြုပါနဲ့ကိုရောအိတ်လေရာရာ၌ကျမအိတ်ပါမိကိုရောအမျိုးသည်ကျမအမျိုးကိုရောဖျားသည်ကျမဖျားဖြစ်ပါစေကိုရောဖျားသည်ကျမဖျားဖြစ်ပါစေပြီးသွားပြီကဲစဉ်းစားကြည့်ဘလောက်ပြက်သားလဲခပ်ပြက်ပြက်ပဲဝิญဉ်ရေးရမှာ ရူတာကပြက်တယ်ကိုတော့ဖရာသည် ကျမဖရာဖြစ်ပါစေမပြန်ဘူးတဲ့တွေ့ရတဲ့အထိလိုက်မှာပဲတဲ့ရူတာကသူ့ရဲ့နှလုံးသားဟာဘလို့နှလုံးသားမျိုးလဲဒီလောက်ပဲကြည့်ရင်ပြက်သားတာတွေ့ရတယ်နောမီဆိုတဲ့ရောက်ခမရူတာကိုကြည့်လိုက်တာရူတာနှလုံးသားထဲမှာဘလို့ရှိတယ်လဲသူ့ရဲ့အမြင်ကိုဒီမှာရေးထားတယ်ရူတာတစ်အငယ်၁၈မှာရူတာဒီလိုက်ချင်းကခိုင်ခန့်သောစိတ်ရှိသည်ကို နောမိသည်တည်မြင်တော်တိတ်ဆိတ်စွာနေလေ၏ကြည်ပါရူတာဆက်လိုက်ဖို့အတွက်ဘလို့စိတ်ရှိလဲခိုင်ခန့်တော်စိတ်သူ့ရဲ့စိတ်ကခိုင်ခန့်နေဆိုတာကိုမြင်သွားတယ်အဲ့ဒီခိုင်ခန့်တာကိုမြင်သွားတဲ့အခါမှာနောမိလဲဘာဖြစ်လဲပါဇက်လေးပိတ်တိတ်တိတ်ဆိတ်ဆိတ်နေတယ် ဝိညာဉ်ရေးရမှာအဲ့ဒါအရေးကြီးတယ်။ဘသူဘာပြောနေသလဲဆိုတာအရေးမကြီးဘူး။ခိုင်ခန့်တဲ့စိတ်ကအရေးကြီးတယ်။အာမင်။အခုပြောပြီလေ။နောမီယာပြန်။ရုဒါဘာပြောလဲမပြန်ဘူး။မပြန်ဘူး။တော်ရတဲ့အထိမပြန်ဘူး။ဟာလေလုယာ။နောမီလည်းဘာတက်နိုင်သေးလဲ။အော်ဒီချွေးမနှလုံးသားကတော်တော်ခိုင်ခန့်ပါလား။ အာမင်နှလုံးသားခိုင်နာကိုပြောတာမဟုတ်ဘူးနော်ခိုင်ခန့်သောစိတ်အေးဝိညာဉ်ရေးရမှာဖယားနဲ့လွဲပြီးဘာတခုမှအစာမထိုးနိုင်ဘူးဖယားကတစ်ပဲဖြစ်ရအာမင်အဲ့ဒါကိုဘာခေါ်လဲခိုင်ခန့်သောစိတ်ခိုင်ခန့်သောစိတ်ဒါကြောင့်ဒီနေ့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ချစ်တော်ညီကိုမောင်နှမခိုင်ခန့်သောစိတ်ရှိတာကိုမြင်သွားတယ် ဲ့ဒီခိုင်ခတ်တဲ့စိတ်ကသူ့ကိုတာ၍ဘုရားခင်သူ့ကိုချီးမြှောက်ဖို့အကြောင်းဖြစ်သွားတယ်ဟာလေလုယာအဲ့ဒီရူတာကနော်မီနောက်လိုက်သွားတယ်ဘောဇာနဲ့တွေ့တယ်ညာသွားတယ်ကလေးရတယ်အော်ဘတ်အော်ဘတ်ကလည်းထပ်ပြီးကလေးရတယ်ယေရှေယေရှေကကလေးရတယ်ဒါဝိဒါဝိရဲ့အမျိုးထဲမှာယေရှုဆိုတာပေါ်လာတယ်ဟာလေလုယာဒါကြောင့်ဒီနေ့အားပေးခြင်းနဲ့နော် အသက်တာမှာခိုင်ခန့်သောစိတ်ရှိပါဝိညာဉ်ရေးရမှာအာမင်နောက်တစ်ယောက်အကြောင်းကိုကျွန်တော်ပြောခြင်း ਨੇ သခင်ယေရှုခရစ်ပေါ့အဲ့ဒီသခင်ယေရှုခရစ်ကအဖြစ်ပြက်လေးကိုပြောခြင်း ਨੇ မဿဲအခန်းကြီး25အပိုင်ငယ်27ကနေ28အထိဖြစ်တယ်အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့သခင်ယေရှုကဒေသနာဝင်ကရင်း ਨੇ တရားဝင်တရားထွက်သွားတယ်သွားနေရင်း ਨੇ မိမတယောက် သူ့စီမှာလာပြီးអော်တယ်။ဘာអော်လဲ။ဆရာရေចမသမီးណាស់សូនိတ်ဆက်លို့ဒုက္ခရောက်နေတယ်။គូញីပါអូអော်ដាအလိုអော်ដាကိုယေရှုဘလို့တုတ်ပြန်လဲ။စကားတခွမြပြန်တော်မမူ။တခွမအဖြေမပေးဘူးသခင်ယေရှုက။ဟာဒါနဲ့ပဲတပည့်တော်တွေကယေရှုကိုဘာပြောလဲဆိုတော့အငယ်23မှာ တပည့်တော်တို့သည်ချင်းကဲ့၍ထိုးမိမ့်မပြန်သွားရသောအခွင့်ကိုပေတော်မူပါငါတို့နောက်သို့လိုက်၍ဟိကျော်လျက်နေပါသည်ဟုတောင်းလျှောက်ကြ၏တပည့်တော်တွေကပြောတယ်ယေရှုကိုကိုတော်ရဲ့သူ့ကိုတခုခုအပြေပေးလိုက်ပါ तू ကတောင်းလျှောက်လိုက်អော်နေတာအပြေမရရင် तू မပြန်ဘူးကိုတော်အပြေတခုပေးလိုက်ပါယေရှုက မပြောဘဲနေနိုင်ပေမဲ့တပည့်တော်တွေကမနေနိုင်တော့ဘူးယေရှုကိုပြောတယ်ကိုတော်တခုခုပြောလိုက်ပါယေရှုကတပည့်တွေကိုဘာပြန်ပြောလဲအမယေရှုပြောတဲ့စကားကိုကြည့်ရအောင်အဲ့ဒီမိမလည်းကြားတယ်အငွေ24ကိုတော်ကလည်းဣသရေလအမျိုးအဝင်ပျောက်လွင့်သောသူများမှတပည့်အခြားသောအမျိုးရှိရာသို့ငါ့ကိုမစေမလို့ဟုမိတော်မူ၏ပြန်ပြောလိုက်တယ်တခင်ယေရှုကတပည့်တွေကို ငါလာတာတဲ့ပျောက်လွင့်တဲ့ဣတရေလအမျိုးအတွက်လာတာတပါးမျိုးသားအတွက်လာတာမဟုတ်ဘူးပြန်ပြောရော့ပြောတဲ့အခါကျတော့ဟာအဲ့ဒီမိမတခါထပ်ပြောတဲ့အငွေ25မှာထိုမိမသည်ချင့်ကဲ့၍ပြတ်ဝုတ်လျက်ကျမကိုကယ်မတော်မူပါသခင်ဟုရှောက်ပြန်လျင်မိမလည်းမလျှော့ဘူးနော်သွားမလုံးနဲ့ငါမင်းတို့အတွက်လာတာမဟုတ်ဘူးပြောပြီးပြီအဲ့ဒါကိုအဲ့ဒီမိမဘာပြောလဲ ကျမကိုတနာပါထပ်ပြောပြန်ရောအိုးအိုးစိတ်နှလုံးကတော့ဖျားနဲ့ပတ်သက်ရင်ခိုင်ခန့်နေမရဘူးမရဘူးကိုတော့ပေးကိုတော့ကောင်းကြီးပေးမရဘူးကိုတော့ကဲအဲ့ဒါကိုပြောနေတာဟိုကမောင်းထုတ်နေပြီနေတော့တွေ့လာတာမဟုတ်မရဘူးကိုတော့မဆဒါပဲထပ်ပြီးပြောတော့ယေရှုကအိုးဘာပဲပြပြမဆလိုက်မယ်အဲ့လိုပြောသလားမပြောဘူးဗျာဘာထပ်ပြောလဲကြည့်အောင် အပိုက်ငယ်26မှာကိုတော်ကတားဤအစာကိုယူ၍ခွေးအားမပေးမချအဟုပြန်ပြောတော်မူ၏ကျွမ်းနေတော်ယေရှုပြောတဲ့စကားဟေးတားအတွက်အစာယူလာတာခွေးကိုမကြွေးဘူးကအထိပ္ပယ်ကပါလေဒီမိမအိုခွေးနဲ့နိုင်တာဂျူးလူမျိုးကသူ့ရဲ့တားတပါးမျိုးသားကိုခွေးနဲ့နိုင် ဒီမိမနေရာမှာခမည်းနဲ့ကျွန်တော်ဆိုဘာလုပ်မလဲမမစားရင်နေပြမယ်မဟုတ်ဘူးလားဒီမိမမရဘူးမပြန်ဘူးသူစိတ်လုံးကခိုက်ခတ်နေတော့ဘလို့ပြောပြောမပြန်ဘူးဘာပြန်ပြောတယ်ဒီလေဒီမိမကအပိုက်ငယ်29မိမကလည်းမှန်ပါဤတခီမှန်ပါတယ်မှန်ပါတယ်တားစာကိုခွေးကိုမကြွေးဘူးဆိုတာမှန်ပါတယ်မငင်းပါဘူး ဒါပေမဲ့ဆက်ပြောတယ်ဒီမိမမှန်ပါ ਈ သခင်ခွေးမိဒီကမိမိသခင်ဤဇပွဲမှာကြာတော့စနုပ်ဇပောက်ကိုစာမြေထုံးစံရှိပါ ਈ ဟုရှောက်ပြန်လျင်ဟောမှန်ပါတယ်ကိုတော်တဲ့ခွေးဆိုတာတဲ့သခင်ဇပွဲပေါ်ကကြာလာတဲ့အောက်ကိုကြာလာတဲ့စနုပ်ဇပောက်တော့စားဖို့အခွင့်ရေးရှိပါတယ်ဟာ စနုပ်စပေါက်လောက်ရရင်ကျေနပ်ပါတယ်ဒါဟုပြောနေတာတခရေရှုတော်အဲ့ဒီအတန်ကိုကြားတဲ့အခါမှာတခါလေအံဩသွားတယ်နော်ဓမ္မကြီးအငယ်28မှာပိုမိမ့်မသင်းယုံကြည်ခြင်းအားကြီးလာပြီသင်အလိုရှိသည့်အတိုင်းသင်၌ဖြစ်စေဟု မိတော်မူ၏ထိုချိန်မှစ၍ထိုမိမ့်မ၏တမိသည်ကျမ်းမာပဂတိဖြစ်လေ၏ဟာလေလုယား အဲ့ဒီမိမရဲ့တမိဘာဖြစ်သွားလဲကြမ်းမာသွားတယ်ဗျာယေရှုပြောတယ်ငါအံ့ဩတယ်ဒီလောက်ယုံကြည်ခြင်းရှိတာငါဒီလောက်ပြောတာနေမပြန်ဘူးဂျေဇာဒါဆိုဒီအမျိုးသမီးရဲ့စိတ်ကဘယ်လိုစိတ်ခိုင်ခန့်တော်စိတ်ဒါကြောင့်ဝိညာဉ်ရေးရမှာဒီနေ့အားပေးခြင်းတယ်ဘယ်လိုအချိန်နေရောက်နေပါစေခိုင်ခန့်တော်စိတ်ရှိဖို့အင်မတန်ရည်ကြီးတယ်ဟာလေလုယာခိုင်ခန့်တော်စိတ်ရှိရမယ် ချစ်တော်ညီကိုမောင်နှမဒါအမြဲတမ်းအရေးကြီးတယ်မဟုတ်ဘူးလားဒီနေ့ကျွန်တော်နေနဲ့အားပေးခြင်းနဲ့ရူသားကိုကြည့်ပြန်တော့ချွေးမရည်နေ့အမျိုးသားရေးဖရာကြီးစီပြန်တော့ပါလို့လေမပြန်ဘူးထပ်ပြောတယ်ပြန်တော့မပြန်ဘူးကိုရောမျိုးဒီကျမအမျိုးပေတဲ့အထိလိုက်မယ်ဒါပဲခိုင်ခန့်တဲ့စိတ်ကသူ့ရဲ့အသက်တာကိုအံ့ဩပဲဖရာကချီးမြှောက်လိုက်ဘယ်ဘက်မှာခိုင်ခန့်တာလဲ ဖယားဘက်မှာခိုင်ခန့်နေတာအာမင်အခုနာတပါမျိုးသမီးဂျမခလေးနေမကောင်းမှုနဲ့ဆိုးဆွဲတယ်ကိုညီပါဘလောက်អော်တယ်ထူးក៏မထူးတာယေရှုကတပည့်တွေလာပြောတယ်ကိုတော့ကိုညီလိုက်အောင်တခုခုပြောအောင်ဟေးငါတို့အတွက်လာတာမဟုတ်ဘူးဟိုမိမထပ်ပြောတယ်ဂျမကိုကိုညီပါယေရှုပြောလိုက်တယ်ตาစာကိုခွေးကိုမကြွေးဘူးဒီမိမ့်မ မပြန်ဘူးခိုင်ခတ်တဲ့စိတ်ဆိုတာဒါပဲဟုတ်ပါတယ်ခွေးဆိုတာဇပွဲကကြတဲ့စနုပ်စပောက်တော့စားတင်ပါတယ်ဟာလေလုယာဒါပဲလေခိုင်ခတ်တဲ့စိတ်ကအံ့ဩဝယ်ဖယားခင်မမအစားလို့ကိုမရတော့တာဖြစ်တယ်ဟာလေလုယာတော်ဒီနေ့တမရှိတဲ့မိဘညီကောင်မောင်တို့မများလိုင်းပေါ်ကခွန်အားယူနေတော်သူများတင့်ဘလို့ချင်းနေရောက်နေလေဖယားရှင်ကနာမထောင်ဘူးဆိုရင်တော့တင့်ရဲ့ခိုင်ခတ်တဲ့နှလုံးနဲ့ဖယားရှင်ပေါ်မှာစိတ်ချပြီးစကားပြောပါ ်နောက်ဆုံးအံ့ဩယူရလိမ့်မယ်တင်ကိုအာမင်အံ့ဩဘွယ်ဖခင်ကပြန်အံ့ဩရတာအာမင်ဒီနေ့ကျွန်တော်တို့ကဖခင်ကိုအံ့ဩတာအဲ့ဒီအစင်နဲ့မပြီးဘူးဖခင်ကကျွန်တော်တို့ကိုပြန်အံ့ဩတဲ့အစင်ထိရောက်ရမယ်အဲ့ဒါပါလေခိုင်ခန့်သောစိတ်ဟာလေလုယာဒါကြောင့်ဒီနေ့ခွန်အားယူနေတဲ့မိဘကြီးအုံမောင်တို့မများအသက်တာမှာဘယ်အခြေအနေကတင့်ကိုနောက်လဲဖို့လုံနေလဲဘယ်အခြေအနေကတင့်ကိုပြန်ပြီးတော့မှဖြစ်ပြနေတဲ့ဒုက္ခပြဿနာကိုလက်မြောက်ခိုင်းတယ်လဲ လုံးဝလက်မမြောက်နဲ့ပြန်မလှဲ့နဲ့ခိုင်ခိုင်တဲ့စိတ်နဲ့ငါရှေ့ဆက်သွားမယ်ဟာလေလုယာဒီနေ့အသက်တာထဲမှာဖယားရှင်ကိုစက်ကတ်ချင်ခိုင်ခိုင်တဲ့နှလုံးသားနဲ့ငါလိုက်မယ်ဆိုတဲ့သူတွေရှိတဲ့နေရာကနေမတည့်ရကျွန်တော်တို့အတူတူကဆူတောင်းရအောင်အိုးမြေတာတော်ရှင်ဖယားနာမတော်ချီးမွမ်းနေကိုရောကောင်းမြတ်တဲ့ဖယားဖြစ်တယ်ကျေးဇူးပြုတဲ့ဖယားဖြစ်တယ်ကျွန်တော်ရဲ့အသက်တာတီးတီးကိုဖယားရှင်လက်တော်ထဲမှာအနံပါတယ်တာရှင်တော်ဝိညာဉ်တော်ဖယားကိုရောမဆပါကိုရောကျေးဇူးပြုတော်မူပါ ကိုတော့ကောင်းမြတ်ခြင်းကိုကိုတော့ခံစားစေပါဖယားရှိဒီနေ့အသက်တာကိုဆက်ကပ်နေတဲ့ညီကိုမောင်နှမတွေသူတို့ရဲ့ဝိညာဉ်ထဲမှာခိုင်ခန့်သောစိတ်ရှိပါမိကြောင်းဆုတောင်းပေးပါတယ်ခိုင်ခန့်တဲ့နှလုံးသားမျိုးပေးပါအိုးအဖာကိုတော့ယေရှုပြုပါပြိုလဲမဲ့နှလုံးသားမျိုးတွေကိုတော့ဆွဲနှုတ်ပေးပါခိုင်ခန့်တဲ့နှလုံးသားနဲ့ပြန်လဲတိုးဝင်တက်တဲ့သူတွေဖြစ်ပါမိကြောင်းလက်တော်တဲ့အနန္တေဖယားရှိပြုမဲ့တတ်သိနမိတ်လက္ခဏာတွေကိုမြင်တွေ့ခံစားစေပါဖယား အရှင်ယေရှုနာမ၌ယိုတည်စွာဆုတောင်းပြီးအနံပါれဖာအာမင်အာမင်ဘေးကလူကိုနှုတ်ဆက်လိုက်ခိုင်ခန့်သောစိတ်ရှိပါအာမင် God bless you